Hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ Fabrizio Romano ရဲ့ဘက်ကတော့ကျွန်တော်တို့အသင်းနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ Anthony Santos တို့ Godoma အခြေအနေတို့ကို update လုပ်ပေးထားတာကျွန်တော်ရှိပါရစေ။ပထမဆုံးအနေနဲ့ဒီရပိုင်းအတော်အတွင်းမှာကိုမူပေါ့နော်အီတလီကလပ်ကိုမူအပါဝင်အီတလီကလပ်တော်တော်များများက Anthony Santos ကိုခေါ်ဖို့အတွက်ဆက်သွယ်မှုတွေရှိထားတယ်ပေါ့။ကစားမဖြစ်သူရဲ့ဘက်ကတော့ Real Betis ကိုပဲပြောင်းဖို့အတွက်ဦးစားပေးပြီးတော့စဉ်းစားနေတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ် ဆိုတော့ဒီနေရာမှာကျွန်တော်ပြောချင်တာကအန်တိုနီဆန်တူအတွက်เนาะကျွန်တော် तू ကတော့ဗျာဘယ်လိုပြော तू နဲ့အဆင်ပြေခဲ့တဲ့ real betis ကိုပြောင်းကောင်းပြောင်းချင်မှာပေါ့ဟုတ်တယ်မလားဒါပေမဲ့လည်းလို့ပေါ့နော် manchester united မှာလုံးဝနေရာရဖို့မရှိတော့တဲ့ချိန်နီးပြဒီဘယ်လိုပြောမလဲအမ်မိုရီနိုဘာလို့ရဲ့အောက်မှာเนาะဘလူးမန်အဆင်ပြေဖို့မရှိတော့တဲ့အချိန်ဒီမျိုးမှာဆိုလို့ရှိရင်အန်တိုနီဆန်တူတို့ကဟိုအသင်းကိုပြောင်းချင်တယ်ဒီအသင်းကိုပြောင်းချင်တယ်ဆိုတာထက် ဘယ်တင်းနဲ့သူသူသူကအပြောင်းအရွှေ့ဖြစ်ဖို့အများဆုံးလဲဆိုတာကိုသူကြည့်တင်တယ်။ဟိုဘက်တစ်စတိုဘာလို့ရဲ့ဘက်ကလူကျင်နေဆိုပေမဲ့လူငွေကြီးပန်းရပြအန်တိုနီဆန်တို့အပေါ်မှာအဲ့လောက်တုံးကျင်တာမဟုတ်ဘူး။ကစားမားကအကယ်လို့မြန်လောက်ခလာစာတွေပါရှင်လျှော့ယူတယ်ဟိဆိုလို့ရှိရင်တောင်မှပေါ့နော်။ပြောင်းရွှေ့ကြည့်အရာမန်ချက်စတာယူနိုက်တက်လူကျင်နေ35တန်းဘာညာကို Real Betis တို့ဘာလို့ရဲ့ဘက်ကပေးကျင်တဲ့အချင်းကြီးမျိုးမှကျွန်တော်ရှိမိနေဘူး။ကိုမိုရိုပါလို့ဆိုလို့ကျွန်တော်ငွေကြီးတက်နိုင်စွမ်းရှိတဲ့နေရာမှာပါတယ်လို့ကျွန်တော်ထင်တယ်။တော့ဒါအရင်က Fabregas လာမသိဘူး၊ကင်ခဲ့ဘူးတဲ့အတင်း တော့ဟိုဘယ်လိုပြောမလို့ဒါပေမဲ့ကစားမနဲ့ပတ်သက်လို့ရှိရင်အပြောင်းရွှေ့ကသူတို့ကဗျာအလုပ်လုပ်နိုင်စွမ်းရှိတယ်ဆိုတော့အီတလီကလပ်တီးရဲ့ဘက်ကလိုချင်တယ်ဆိုတော့လေအန်တိုနီဆန်တိုးစ်အနေနဲ့ထက်စဉ်းစားသင့်တယ်ပရီးမီးယားလိမှာအခြေအနေမကောင်းဘူးဆိုပေမဲ့အီတလီစီးရီးယားမှာပုံစံကောင်းပြနေတဲ့ကစားမတွေကျွန်တော်ရှိတယ်ဒါတွေကိုသူကောင်းကောင်းသဘောပေါက်သင့်တယ်ဗောနော်ဆိုတော့အန်တိုနီဆန်တိုးအတွက်စပိန်ကိုပြောင်းလဲပြဿနာမရှိဘူး လက်ရှိဒီဒီအီတလီကိုပြောင်းလဲပြဿနာမရှိဘူးဒါပေမဲ့လို့အသင်းဘက်ကကျတော့ကျွန်တော်ကြည့်ရတော့မှာဘယ်အသင်းရဲ့ဘက်ကပို့ပြီးတော့ဒီမှာရောင်းချဖို့ကျိုးပဲ့တဲ့နေရာမှာဒီလောကလာတာမင်းများဒါ sorry ဗာလဲဒီပြောင်းရှုကြီးမင်းများ ਨੇ ဘယ်သူကန်းလန်းမလဲကိုရီးယားတော့ရှင်းတယ်လေအန်တိုနီဆန်တိုပြောင်းကျင်တဲ့အသင်းဆိုတာမျိုးထက်ပူရီအတွက်တကယ်တင့်တော်တဲ့ကန်းလန်းမှုရတဲ့အသင်းကိုပဲကျွန်တော်တို့ကဒါလက်လှိုးတင်တာဆိုတော့ဒါကြောင့်ဘောနော် အန်တိုနီဆန်တိုးစ်နဲ့ပတ်သက်လို့ရှိရင်စိတ်ဝင်စားတဲ့အကလက်တင်တွေရှိလာပါပြီ။လက်ရှိမှာအသင်းနဲ့လည်းဆွေးနွေးထားတဲ့ sorry ဒီစုံစမ်းထားတဲ့ကလက်တင်တွေလည်းကျွန်တော်တို့ချိုရှိလာကြပြီဆိုတော့ဒီအပြောင်းရွှေ့ကတော့အများကြီးတို့ဒီစောင့်ကြည့်ရတော့မှာပေါ့လေ။ဒါအပြင်ဂိုးသမားနဲ့ပတ်သက်လို့ဖာရီဇီရိုမန်နိုဆက်ပြီးတော့ပြောထားတယ်။မိုနာကိုရဲ့ဘက်ကဂိုးသမားအသစ်ရှာဖွေနေတယ်ဆိုတာအမှန်ပဲပေါ့နော်။ဒါပေမဲ့လည်းလက်ရှိအချိန်ထိကတော့အန်ဒရယ်အူနာနာအတွက်ဂျူပန်မှုစုံတရာမရှိထားသေးဘူးပေါ့။ ဂိုဒမာအီမီမာဒီနက်စ်ကမန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့လိုတာဆိုတာကလည်းအမှန်ပဲဒါဒါပေမဲ့လည်းလို့ပေါ့နော်အပြောင်းရွှေ့ကတိုးတက်မှုလက်ရှိရှိမနေဘူးပေါ့ဂိုဒမာအန်ဒရယ်အိုနနာထွက်ခွာမှုအပေါ်မှာဒီအပြောင်းရွှေ့ဟာအများကြီးမူတည်နေတယ်ဆိုပြီးတော့ရူမနိုကကျွန်တော်ပြောထားတယ်ဆိုတော့မိုနာကိုရဲ့ဘက်ကလူဂိုဒမာရှာနေပြီမဲ့အခုချိန်ကြီးကတော့အဲဒီဘယ်လိုမှမလုပ်ဘူးကြိုးပမ်းမှုမရှိသေးဘူးပေါ့နော် United ထံကိုအန်ဒရယ်အိုနနာနဲ့ပတ်တယ်လို့ဒါပေမဲ့လည်းလို့ဒါကူကကောင်းတဲ့အရာဗျာတော့ဂိုဒမာလူချင်းနေ အကယ်လို့ဦးနှနာကိုလည်းသူတို့ခေါ်လို့ရတဲ့ option တခုဖြစ်ရှိနေတယ်ဆိုလို့ရှိရင်ကျိုးပန်းလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါအပြင်ကျွန်တော်တို့အန်ဒရယ်ဦးနှနာနဲ့ပတ်သက်လို့ရှိရင်အသင်းဘက်ကဘယ်လိုပြောမလဲကျွန်တော်တို့ကလုံးဝအသင်းမှာဆက်ပြီးတော့မဖြစ်မနေထားမယ်ဆိုတဲ့ပုံစံမှာရှိမနေဘူး။ဦးနှနာကိုလိုချင်သလား okay ဟုတ်ပြီလာခေါ်ငါတို့ဒီပြောင်းရွှေ့ကြီးကတော့ဘလောက်ဘလောက်နဲ့လက်လွတ်မယ်ကျွန်တော်ကလမ်းဖွင့်ထားပြီးသားဒီကုသမားကအသင်းမှာမရှိမဖြစ်ကစားသမားကြီးမဟုတ်တဲ့အတွက်သူ့ကိုစိတ်ဝင်စားတဲ့ကလပ်အသင်းတွေရှိတယ်ဆိုလို့ရှိရင်လက်ခံပြီးတော့ဆွေးနွေးသွားမှာ เนาะအကယ်လို့အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့အတင်းကဗောနော်ဦးနနာကိုအတင်းမှာဆက်ထားရလို့လေပြဿနာမရှိဘူးဆိုတဲ့သဘောမျိုးဗျာဒါကြောင့်အတင်းဘက်ကဦးနနာနေရာကိုအပြောင်းလဲလုပ်ဖို့ကိုမဖြစ်မနေဖြစ်အတင်းရဲ့ဒီစည်ရင်းထဲမှာထည့်မထားတာဒါကြောင့်ဗောနော်ဦးစားပေးတွေဘာတွေထဲမှာဆိုလို့ရှိရင်တိုက်စစ်တွေကွင်းလေတွေပဲကျွန်တော်ရှိနေတာ ဘူးသမားပါမနေဘူးပြောင်းလဲမဲ့နေရာထဲမှာဆိုတော့အဲကြောင့်လက်ရှိမှာအန်ဒရယ်ဦးနာနာနဲ့ပတ်သက်လို့ရှိရင်မိုနာကိုရဲ့ဘက်ကတော့တကယ်ကျူးပန်းတာတွေကျွန်တော်မရှိသေးဘူးဗောနော်စိတ်ဝင်စားတဲ့ပုံစံမျိုးတွေဒါမှမဟုတ်လာမယ့်ရှစ်ရက်ပိုင်းမှာတကယ်ကျူးပန်းလာနေတဲ့အသွင်ပြေတွေတော့ရှိတာဗောလေစောင့်ကြည့်ရပါမယ်ဆိုတော့မာတီနက်စ်နဲ့ပတ်သက်လို့ကတော့ကစားမားကမန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့လိုတယ်ဆိုတော့ခုနကကျွန်တော်ပြောသလိုပဲဒါအများကြီးကောင်းတဲ့တင်းမှာဒီလိုမျိုး quality ဂိုးသမားတယောက်ကအသင်းကိုပြောင်းရွှေ့ခြင်းနေဆိုတာကကောင်းတဲ့အရာပဲဒါပေမဲ့ဦးနာနာပုံမှာပဲမူတည်တယ်ခုနကကျွန်တော်ပြောသလိုပဲ အန်ဒရယ်ဦးနနာကအသင်းကထွက်ရမှဂူသမားအသစ်ကရောက်လာမှာဦးနနာရှိတဲ့ပြည့်ကျွန်တော်တို့စီကိုရောက်လာမယ့်ဂူသမားဒီ second choice keeper တွေအဖြစ်ပဲကျွန်တော်ရောက်လာမှာဘိုင်ယန်နာရဲ့နေရာကိုအစားထိုးဖို့အတွက်အခုတူမီတန်ကလည်းတစ်နှစ်တရံတူပြီးသွားပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဦးနနာရဲ့အပြောင်းအရွေ့ဖြစ်ဖို့ကအင်မတန်ခဲယဉ်သွားပြီဦးနနာထွက်မှပဲအပြောင်းအရွေ့ကဖြစ်ဖို့များတယ်အသင်းဘက်ကတော့ပေါ့နော်ကျွန်တော်ကတော့ဒီမာတီနက်စ်တို့ဘာတို့ကို ဒီဘယ်လိုလဲဖြစ်တဲ့တန်ကြီးနဲ့ရတယ်ဆိုလို့ရှင်တော့ခေါ်ပြဿနာမရှိဘူးအဲ့လိုမဟုတ်ဘူးဆိုလို့ရှင်တော့ Martinez ကိုကျွန်တော်ပေါင်တန်း30 40ကျွန်တော်မနီကပြောခဲ့လို့ပဲထွက်ထားတဲ့တင်းဟာအတင်းဘက်ကဘလူးမန်ကျူးပန်းတင်နေတယ်မပါဘူးဗျာတော်တော်ကိုဟွာဖြစ်တယ်ဗောနော်ဒီမတင်တော်ဘူးပေါ့32နှစ်ရွယ်ကိုသမားကိုတန်30တန်40ဆိုတာမျိုးကဖြစ်တဲ့နေ့မှာကျွန်တော်မပါဘူးဒါပေမဲ့လည်းလို့အတင်းဘက်ကအန်ဒရယ်ဦးနာနာရဲ့အပြောင်းရွှေ့တွေပို့ပြီးတော့လှုပ်ခတ်လာမှာပဲဘယ်ကိုသမားကိုခေါ်ဖို့အတွက်အမှန်ကန်ကျူးပန်းမလဲဆိုတဲ့တင်းနေကျွန်တော်ထွက်လာမှာ မာတီနက်စ်ကတော့အသင်းကိုပြောင်းကျင်နေဆိုတော့အများကြီးကောင်းတဲ့အခြေအနေပါဆိုတော့ညီကလေးရောဘယ်လိုမြင်ရလဲဒါကတော့အန်တိုနီဆန်တိုးစ်ဘူးသမားဦးနနာမာတီနက်စ်တို့နဲ့ပတ်သက်တဲ့သတင်းပေါ့လေဆိုတော့ဆွေးနွေးကြပါအောင်ကြီးကြီးဝပါပြီးတဲ့ညီကိုများလုံးကိုချစ်သူများတွေတင်ပါတယ်ဒီနေ့ညမှာကျွန်တော်ဆက်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ